ညွာလို့မိလာပါစကရီဖော်ချန်နေရနေပြန်နေကြိုးစားပါကျွန်တော်ကိုင်းဖြစ်ပါတယ်ညကိုတဲ့ဒီနေ့ဒါတပွဲကောင်းကျွန်တော်ရွေးချယ်တောင်းတဲ့ channel တင်ဆက်ပေးမယ်အဲမနေ့ကတော့ဒါမန်ယူပွဲကိုကြောင်းဖက်ကန်နေပါတော့ဒါကိုင်းရရ United fan နဲ့ပဲမန်ဝဲစင်မပြေဘူးဖြစ်သွားတယ်ပေါ့နော်ကျွန်တော် Sunderland ဖော်ရီပြီးခဲ့ရပါဒီနေ့ဒါညကိုတဲ့ဒါအကောင်းဆုံးကျွန်တော်ပြန်ပြီးတော့ရွေးချယ်ပေးမယ်ပေါ့နော်ဒီပွဲစဉ်ကတော့ညမသန်းတော့ချိန်7နာရီမှာကံမဲ့ဒါ England Premier League ပွဲစဉ်တွေရပါတော့နောက်ဆုံးပွဲစဉ်လည်းဖြစ်တယ် Brentford နဲ့ဒါ Manchester City တို့ရဲ့အသင်းတို့ရဲ့ပွဲချုပ်တောင်းတဲ့ channel တင်ဆက်ပေးသွားမယ် တော့ဒါပွဲချုပ်တော်တဲ့မျိုးပြောခင်ဒါမနစ်ကကြောင့်ဟတ်တူကပြန်သွားကြည့်ပဲဗျာဟတ်တူကမှဆိုရင်တော့ဒါဘရန်ဘိုးရဲ့အိမ်ဝင်မှာ CD နေနဲ့ပေးတဲ့ body Z ရတော့တစ်တည်ရေဆိုတော့ဒါဒီနေ့ပေးတဲ့ body Z တဲ့တော့မှန်တယ်လို့ပြောလို့ရတယ်အဲ့တော့ဆိုရင်တော့တူတူဆိုလျာနဲ့ draw ကြထားတယ် CD အင်ဝင်ပါတော့ CD ရတော့အနိုင်ကန်တာရှိရပါတော့211 C ဒါပဲ Brand 4အင်ဝင်မှာနောက်ဆုံးနိုင်ခဲ့တာဆိုရင်တော့2024ရောက13ဆိုရရလည်းနဲ့နိုင်ထားရပါတော့เนาะလက်ရှိကျတော့ဒါခြေစမ်းပိုင်းခြေစမ်းပြန်ကြည့်ရရင်เนาะဒါ Brand 4ကဒါ မန်ချက်မန်ချက်စတာမျိုးခံနှစ်သိန်းဖြစ်တဲ့ဒါ United ကိုတော့ပြီးခဲ့တဲ့ဘက်က3-1ဆိုတဲ့ရလနဲ့နိုင်လာတယ်။ဒါကြောင့်ဒီနေ့ Man City ဒါမန်ချက်စတာမျိုးခံဖြစ်တဲ့ Man City အသင်းကိုလည်း ပြားတွေဆက်ပြီးတုံသွားမလားဆိုတော့ကျွန်တော်ချက်တော့စောက်ကြည့်ရမယ်เนาะလက်ရှိတို့ရာအိမ်ဝင်ရလက်ပိုင်းပြန်ကြည့်ရမယ်ဆိုတော့ brand 4ရဲ့အိမ်ဝင်ရလက်ကတော့အရန်ကိုတင်ငိနေနောက်ဆုံးကျွန်တော်တို့ဒါ၅ဘွဲမှာဆိုရင်၄ဘွဲထီကိုဒါဝင်ထားရပြောလို့ရတယ်ကျွန်တော်နောက်ဆုံးတပွဲရတော့ဒါ friendly ကန်တော်ထားလိုက်ပါเนาะနောက်ဆုံးဒါအမပီးမြလေးကျွန်တော်တို့ဒါကန်ထားတာ၃ဘွဲ၃ဘွဲလုံးဒါဟိုကျွန်တော်တို့ချက်စီကိုတူတူကန်ထားတယ် United ကို3-1ဒီလိုအသင်းကြီးတွေတကယ်မနစ်ကဒါဟို brand ကအရင်ကနှစ်ပုံစံတိုင်းပဲဒါအသင်းကြီးတွေဆိုရန်ဒုက္ခပေးတတ်တဲ့အသင်း အဲအဲ့လိုမျိုးပုံစံမျိုးပေါ့နော်ချက်စီအတူတူကန်တဲ့ United of 3-1ကန်တာပေါ့နော် Aston Villa 1-0ဆိုပြီးတော့နိုင်တာဒါပြီးများလေးဒါသူမှတ်တမ်းကောင်းတော့ရှိတယ်အင်ဝင်းရလက်ကတော့တော်လေးကောင်းနေအောင်တွေ့ရပေါ့နော် City City ကတော့ဒါဒီကြားထဲမှာကျွန်တော်တို့ဒါ Champion League ကန်တာရဲ့အဲ့ဒီပွဲကျွန်တော်နည်းနည်းတော့ပြောခြင်းတယ်မူနာကို City အနေနဲ့နိုင်ပြီးပြီဒါပေမဲ့မူနာကိုဘက်ကိုဒါ ဂိုးပြန်ပေးလိုက်ရတဲ့အနေထားမျိုးဗျာဟိုညတို့ဒါစဉ်းစားကြည့်လို့ရတယ် CD ဒါ G အောင်အဲ့ဒီကဆိုကျွန်တော် CD body တော့ရွေးတာပါတယ်ဒါပေမဲ့ကျွန်တော် G အောင်မယ်ထင်တာ CD ကိုဟောဒီတေချာချာလေးသူ G တန်းလည်းကျွန်တော်အဲ့တော့ဆိုရင်1.90ပေါ့နော်မူနာကိုပွဲမှာဆိုတော်တော်လေးအာ CD ပေးတာလား1.90လောက်မှာ1.100ပေးတာအဲ့ဒီ G နဲ့တော့ကျွန်တော်အောင်မယ်ထင်တာဒါပေမဲ့ CD အနေနဲ့ဒါနှစ်ခုကျွန်တော်ဒါရတော့ရခဲ့တယ်ဒါပေမဲ့ ပေးကိုပြန်ပေးရပြီးတော့တူတူဆိုရရလက်နဲ့ဒါပြီးဆုံးသွားရပြောလို့ရပါဘောเนาะ CD ဒါကြောင့်နောက်တန်းကတော့လာမားနေစေမားယွနေစေတော့ရှိတယ်ဘောเนาะလက်ရှိဒါအမေဘေးလီမှာဆိုရင်เนาะ CD နောက်ဆုံးကန်ခဲ့တဲ့ကျွန်တော်ဝေဝင်းရလက်ပိုင်းညံကြည့်ရမယ်ဆိုရင်เนาะ Arsenal 11တွေတော့ကန်ထားရပါเนาะ Brighton ရှုံးတာရဲ့2-1 အဲကြာလို့နောက်ဆုံးဝူတာဝူပါရတဲ့နော်ဇီဝိုးဆိုလည်းရလဲနိုင်တာပဲเนาะဒါကြောင့်နောက်ဆုံး၃ပွဲမှာဆိုရင်เนาะ၂ပွဲတော့ကြီးအောင်ထားတယ်တစ်ပွဲကြီးကြထားပြောလို့ရတယ်ပေါ့เนาะ Brighton တော့ရှုံးတယ်လက်ရှိကျွန်တော်တော့ဒီခုဇီဒန်ပေါ့เนาะဇီဒန်က City ကတလုံးတေတော်မပေးရုံပုံမှန်ဆိုဟိုတလုံး plat 10လောက်ထီကိုဒါဟိုပြောကြီးပြောရပြောလို့ရတယ်ဘာလို့ဆိုတော့ပုံမှန်ဆိုဒါ 1D Zidane ပေါ့เนาะဒါ Ramon ရဲ့တွေ့ဆုံတိုင်း 1D ပေးတယ် အဲအဲ့လိုဈေးနှံမျိုးအားတကူ1ဟိုပလက်လေးထွက်လာရတာကန်နီလို့ဆိုရင်1ပလက်20 30လောက်တက်ရင်တက်လာတယ်ဗောစီဒီဝေးဝေးမကန်အဲ့လိုတက်လာဗောနော်ဂိုးပေါင်းသေးသုံးလုံးသေးရတော့အန်နေတော့များတယ်အဲဒီဝက်ကဒါမယိုးမရှိနဲ့ပွဲလို့ပြောရတယ်နော်1 D ကို3 D ဖွင့်တာဆိုတော့ဘရန်ဖို့ဂိုးရဝါရဒီ1 2ဆိုတဲ့ရလဲပုံစံမျိုးကခေါ်ထားပြောလို့ရကျွန်တော်တော့ဒီနေ့ပွဲရတော့ဘယ်တင်ကြိုက်လဲဆိုရင်ကျွန်တော် အင်ရှင်ဘရန်ဖိုကြိုက်ပါတယ်ဘရန်ဖိုအနေနဲ့ဒါ CD ကိုတလုံးထက်တော့မပုံနိုင်ဘူးပေါ့နော်မရှုံးနိုင်ဘူးလို့ထင်တယ်ဒါကြောင့်ကျွန်တော်အဲဘရန်ဖိုနဲ့မန်ချက်စတာသီး CD သင်းတို့ရဲ့ပွဲစဉ်မှာဆိုရင်တော့ကျွန်တော်ဘရန်ဖိုဘော်ဒီရွေးချယ်ပေးပါတယ်ညီကိုနေနဲ့ကြိုက်တူလိုက်ကစားပါကြိုက်မလို့တော့ပကံကစားလို့ရပါတယ်ဘာလို့ဆိုတော့ကျွန်တော်ဈေးနဲ့ဒါကန်ကန်ဒီ1 plus 20 30ဆိုရင်ဒါ CD မနိုင်နိုင်တော့ဘူးဒါမနိုင်နိုင်မဲ့ကြီးတော့ဖြစ်သွားပြီပေါ့နော်ဝန်ဒီလောက်ပြပြသွားပေးထားရင်တော့ဒါ CD တစ်လုံးတော့တေးကြဲတွက်လို့ရပါတော့။ဒါကြောင့်ကျွန်တော် Brand Pho တလုံးတည်းတော့မပူဘူးเนาะရှုံနိုင်တယ်เนาะဒါ draw ကြိုက်ရင်ကြာပါနေတယ်ဒါကြောင့်ကျွန်တော် ancient brandford body ကြိုက်ပါတယ်เนาะညိုးနေတဲ့ဒါဒီပွဲစဉ်နေပြီးွားရင်เนาะဒါဂျားရဲ့ထဲမှာနှစ်ရက်သုံးရက်နာနာပြီးွားရင်เนาะ international break day နိုင်ငံပွဲပြန်စပြီပေါ့เนาะ အန်ယူတို့ဒါကျွန်တော်ကိုလာပိုင်းမှာမောင်းပေါက်လာတော့ဒီနိုင်ပွဲတွေမှာမောင်းပေါက်ခဲ့ပါနော်အဲ၃ရက်ဆက်တောင်ပေါက်တာပါအဲတေချာလေးရေးမယ်နော်ဒါကြောင့်ညီကိုလေးတို့နိုင်ပွဲတွေမှာပြန်ပြီးဆော်မယ်ကျွန်တော်ကိုအားပေးတဲ့ညီကိုလေးနော်တေကန် channel လေး join ထားပေးပါတေကန် channel လေးမှာတော့တပွဲကောင်းနေဒါမောင်းကတ်တွေအများတန်းတင်ပေးပါတယ်ဒါကြောင့်တေကန် channel လေးကိုကျွန်တော်ဗီဒီယို comment link မှာရောဒီ bio link မှာရောရှိပါတယ်နော်ကျွန်တော်ကိုရင်းအားပေးနေတဲ့ညီကိုလေးအတွက်မေတ္တာလက်ဆောင်တော်ရှိတယ်ဒါကတော့အဲဒီဘလုံးရသည်အစားနဲ့ဆုံးဒီ BMI မှာပွဲစဉ်နေပေါ့နော် BMI ပွဲစဉ်နေကိုတရားဒီလုံးစာကိုရင်းစီမှာအောက်ဖွင့် သင်္ကန်းတိုင်းညီကိုတိုင်းအောင်ဒါမြစ်တာလက်ဆောင်ပေးပါတယ်ဒါကြောင့်ညီကိုနေနဲ့ဝင်ရဲ့ဒီတိုင်ကန် channel ကို join ပြီးတော့ဒါတိုင်ကန်နဲ့တစင်ဘာဘာနဲ့တစင်ဆက်သွယ်ပြီးတော့ဒါအကောင့်ဝင်ကစားလို့ရတယ်ပေါ့နော်အဲဒီလိုဒါဒီပွဲတွေပြီးတော့ line ပွဲမှာပြန်ပြီးဆုံမယ်ပေါ့နော်ကျွန်တော်အားပေးတဲ့ဒါ YouTube အော TikTok အော Facebook အော Newdeal ကြီးစတဲ့ဒီမှာလည်းအားလုံးဒီနေရာပဲနှုတ်ဆက်လိုက်ပါတယ်